တီဟိုကျွန်းကတောရွာလေးတစ်ခုမှာလူတယောက်ဟာအကိုဖြစ်သူရဲ့မယားနဲ့ဖောက်ပြန်ကျွလွန်နေပါတယ်။အဲ့ဒီမိမကလည်းသူ့ခင်မွန်တဲ့အဲ့ဒီမတ်ဖြစ်သူကိုသာပို့ပြီးတော့ချစ်မြတ်နိုးတဲ့အတွက်သူ့အကိုကိုလှုပ်ကြံတက်ပြတ်ဖို့အဲ့ဒီမတ်ဖြစ်သူကိုတိုက်တွန်းပါတယ်။အဲ့ဒီအချိန်မှာပဲမတ်ဖြစ်သူကလည်းဟဲ့ကောင်မနေအဲ့ဒီလိုမပြောနဲ့။အဲ့ဒီလိုမျိုးသူ့ကိုကြိမ်းမောင်းလာပါတယ်။ဒါပေမဲ့လည်းမကြီးဖြစ်သူကတုံးငိမ့်တိုင်တိုင်ထပ်ပြောလာတဲ့အခါမှာတော့ဘလို့မှမလွန်ဆန်နိုင်တော့ပဲနဲ့ဘလို့လှုပ်ပြီးအခွင့်အရေးရမလဲလို့ပြောလာခဲ့ပါတယ်။အဲ့ဒီတော့မကြီးက ဟိုကရက်ပင်ကြီးရေစဲကပဲခွက်လက်နက်နဲ့စောင့်နေပါအဲ့ဒီကိုငါလွတ်လိုက်မယ်အဲ့ဒီလိုပြောတော့မတ်ဖြစ်သူကအဲ့ဒီတစ်ပင်ကြီးနာကိုတွားပြီးတော့ပုံးကွယ်လေးရဲ့စောင့်နေလိုက်ပါတယ်ခင်မုန်းဖြစ်သူကတော့အလုံးလုံးပြီးပြန်လာတဲ့အခါမှာတော့ဇနီးဖြစ်သူကချစ်မြတ်နိုးတဲ့အနေနဲ့ကုလီကူမာရီလှုပ်ပြီးတော့ခေါင်းဝစပင်ကိုယွယွရရနဲ့ဖိပေးနေပါတယ်။အဲဒီနောက်မှာတော့ခေါင်းကညစ်ပေလွန်းတယ်။ဟိုကရက်ပင်ကြီးရေစိမ်းမှာတွားပြီးတော့ခေါင်းလျှော်လိုက်ပါအောင်လို့ပြောပြီးတော့လွတ်လိုက်ပါတယ်။ခင်မုန်းဖြစ်သူကလည်းငါဇနီးကငါ့ကိုအင်မတန်ယွယွရရနဲ့ပြုစုပေးတယ်လို့အောက်မစ်လေရဲ့အဲဒီရေစိမ်းနားကိုတွားပြီးတော့ ခေါင်းငုံလျက်ခေါင်းလျှော်ဖို့ပြင်ဆင်နေပါတယ်။အဲဒီအချိန်မှာပဲသူ့ရဲ့ညီဖြစ်သူကတစ်ပင်ကြားကထွက်လာပြီးတော့ပဲခွန်းနဲ့ခုတ်တက်လိုက်လို့တေဆုံးသွားရရှာပါတယ်။တေဆုံးသွားပြီးတဲ့နောက်မှာတော့သူဇနီးကိုတတ်မှတ်တွေ့တာတဲ့တနာကြောင့်အဲဒီအိမ်မှာပဲဒမနီလို့ခေါ်တဲ့ထမ်းမွေဖြစ်နေပါတယ်။တီယိုဆရာတော်တို့ကတော့လင်းမွေလို့ဆိုကြပါတယ်။အဲ့ဒီမွေဟာသူဇနီးကိုတတ်မှတ်တွေ့တာနေတဲ့အတွက်အဲ့ဒီမွေကလည်းသူဇနီးကိုတတ်မှတ်တွေ့တာနေတဲ့စိတ်ကရှိနေသေးတော့အိမ်အမိုးဘော်ကနေမိန်းမဖြစ်သူဘော်ကိုခဏခဏပြစ်ချနေပါတယ် အဲ့ဒီမှာပဲမိမကခင်မုန်းအောင်ဖြစ်မှာပဲလို့ကြံတွေးပြီးတော့အဲ့ဒီမွေကိုတက်စီပြတ်มาတယ်။မွေဘွားကတေတော့လဲအချစ်ကမပြက်ပြဲသေးတဲ့အတွက်အဲ့ဒီအိမ်မှာပဲခွေးပြည့်ရရှာပါတယ်။အဲ့ဒီခွေးကချစ်တဲ့စိတ်စောနဲ့အဲ့ဒီမိမနောက်ကိုတကောက်ကောက်နဲ့လိုက်နေပါတယ်။မခွဲရက်ပါဘူး။တောထဲသွားလဲလိုက်လာပါတယ်။အဲ့ဒီတော့လူတွေကဟေးခွေးမဟုတ်ဆိုဘယ်ရက်ကိုသွားမလို့လဲ။အဲ့ဒီလိုမျိုးလောင်ပြောင်ပြောဆိုကြပါတယ်။အဲ့ဒါကြောင့်အဲ့ဒီမိမကအဲ့ဒီခွေးကိုလည်းတတ်ခိုင်းလိုက်ပါတယ်။ ဒါပေမဲ့လည်းအဲ့ဒီခင်မုန်းဟောင်းကတော့သူဇနီးဟောင်းပေါ်မှာချစ်စိတ်မပြက်ပြဲသေးပါဘူး။ခွေးဘွားကတည်တော့လည်းအချစ်စိတ်တွေကမပြက်ပြဲသေးတဲ့အတွက်အဲ့ဒီအိမ်မှာပဲနွားဖြစ်ရပြန်ပါတယ်။အဲ့ဒီနွားကလေးကလည်းအဲ့ဒီမိန်းမနောက်ကို တကောက်ကောက်နဲ့လိုက်နေပါတယ်။အဲ့ဒီလိုလိုက်နေတာကိုမြင်တော့လူတွေကဟေးနွားကြောင်းသားနွားတွေဘယ်စကြက်မှကြက်စားကြမလဲ။အဲ့ဒီလိုမျိုးထပ်ပြီးတော့လောင်ပြောင်ပြောဆိုကြပြန်ပါတယ်။အဲဒါကြောင့်မဲအဲ့ဒီမိန်းမကလည်းအဲ့ဒီနွားကိုလည်းတတ်ခိုင်းလိုက်ပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့အဲ့ဒီနွားဘဝကတည်ရတဲ့အခါအဲ့ဒီဇနီးဟောင်းရဲ့ဝမ်းထဲမှာပဲပြိတ္တရီနေပြီးတော့လူဖြစ်လာရပါတယ်။အဲ့ဒီအခါမှာတော့ရှေးကလေးဘဝတိုင်တိုင်အဲ့ဒီမိမရဲ့စေခန်းကျတဲ့တည်ခဲ့ရတာတွေကိုပြန်လဲအောင်းမိနိုင်တဲ့ဇာတိတရညံကိုရနေတဲ့အတွက်အဲ့ဒီလိုရန်သူမိမရဲ့ဝင်းထဲမှာဖြစ်ရလေခြင်းလို့ဆင်ကျင်ပြီးတော့အလွန်မင်းစိတ်မချမ်းမသာဖြစ်နေပါတယ်။အဲဒါကြောင့်မဲအဲ့ဒီရန်သူ မိခင်ရဲ့လက်နက်တောင်အထိမခံပါဘူး။တားဆိုတဲ့အနေနဲ့အဲ့ဒီမိခင်ကလက်နက်ထိလင်ကိုင်လင်ကလေးကအပြင်းထန်ငိုတော့တာပါပဲ။ အဲဒါကြောင့်ဒီတငယ်ကိုအဖိုးကပြုစုဆောင်ရှောက်ခဲ့ရပါတယ်။စကားပြောနိုင်တဲ့အရွယ်ရောက်တော့သူ့ဖိုးဟာငါမြေမေးမိထီဟာဘာကြောင့်ငိုရတာလဲ။အဲဒီလိုမျိုးမေးပါတယ်။အဲဒီအချိန်မှာပဲကလေးငယ်လေးဟာဒီမိမကြီးဟာကျွန်တော်အမေမဟုတ်ဘူးဗျာ။လေးဘဝတိုင်တိုင်ကျွန်တော်ကိုတတ်နေတယ်ကျွန်တော်ရဲ့ရန်သူပဲ။အဲဒီလိုပြောပြီးတော့အကြောင်းစုံကိုပြန်ပြောပြပါတယ်။အဲဒီတော့မှပဲအဖိုးဖြစ်သူကအဲဒီတငယ်ကိုပွေဖက်ငိုယူပြီးတော့လာပါငါမြေငါတို့ဒီရက်မှနေတာဘာအကျိုးမှမရှိဘူး။ အဲလိုပြောဆိုပြီးတော့အဲ့ဒီတငယ်လေးကိုခေါ်ဆောင်ပြီးတော့ထွက်သွားပါတယ်။ကျောင်းတိုက်တစ်ခုကိုသွားပြီးတော့ရှင်ယဟန်ပြုတ်လိုက်ကြပါတယ်။မြေဖို့နှစ်ယောက်စလုံးအဲ့ဒီကျောင်းတိုက်မှာနေလျက်တရားအထုတ်ပြီးတော့ရဟတဖို့ပေါက်ဆက်ရောက်ခါယဟန်နာဖြစ်သွားကြပါတယ်။ဒီဝိထုမှာပြောလို့ရင်းကတော့ခင်မင်တွေ့တာမှုတနာကြောင့်ခင်မင်တွေ့တာရာမှာအခက်ခါဖြစ်ရတယ်ဆိုတာပါပဲ။အဲ့ဒါဟာဘောနောက်ပါဝိကတဏကတဖန်ဘဝတစ်ကိုဖြစ်စေတယ်ဆိုတာကိုထင်ရှားပြတဲ့ဝိထုတစ်ခုပါပဲ။ဒါပေမဲ့အဲ့ဒီမွေဖြစ်ခွေးဖြစ်နွားဖြစ်ပြီးတော့ အသေးဆုံးနဲ့ကြီးတည်လာရတဲ့ပုံကောလူဖြစ်တဲ့နောက်ဆုံးဘဝမှာတော့ယဟန္တာဖြစ်သွားတဲ့အတွက်ဘဝတစ်ကိုဖြစ်စေနိုင်တဲ့တဏှာကင်းသွားပါပြီ။အဲဒါကြောင့်ပဲအဲဒီကနောက်မှာဘဝတစ်မဖြစ်ရတော့ဘဲနဲ့ဆင်းရဲခတ်တဲ့အကုန်ငြိမ်းသွားခဲ့ပါပြီ။အဲဒီလိုဆင်းရဲခတ်တဲ့အကုန်ငြိမ်းသွားအောင်တဝေကယူပြီးတော့ဝိပဿနာတရားလို့ကိုအားထုတ်စရာလည်းကောင်းပါတယ်။ပါဏိအထကရာစာပေကျမ်းဂန်လာဝိထုတွေပြောနေရင်တော့မဆုံးနိုင်ပါဘူး။အဲဒါကြောင့်ပဲလူကြီးမင်းတို့လည်းအချိန်ရှိတော့လေဝိပဿနာတရားကိုအားထုတ်ပြီးတော့ တက်နေရအတွက်ကောင်းကျိုးရှိတဲ့လမ်းကိုရှောက်ဖို့အတွက်တိုက်တွန်းကြပါတယ်ဗျဇလန်လေးကိုစုံလက်တီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်